အေးရနေကျွန်တော်ခုနကအားနေတကားဆက်ပြောင်းသွားကျွန်တော်ခုတတိယလေးပြန်ပြောဦးမယ်ဟုတ်ဟုတ်အဲ့ဒီတချို့လူတွေရတာပေါ့နော်နားမလဲပါမလဲနေသူတို့လည်းမသိတော့ဗျာအဲ့လိုဟိုသူတို့ထင်တာမြင်တာပေါ့နော်ပြောကြတာပေါ့ကျွန်တော်ကဘယ်တော့မှလည်းပြန်မဖြေရှင်းဘယ်တော့မှလည်း comment လည်းဝင်မရေးဘူးဗျာဒါပေမဲ့အခုကြုံလုံးမှာကျွန်တော်တခါလေးကျွန်တော်ပြောပြအောင်ဟုတ်အဲ့ငှက်ကြီးနေပေါ့နော်အဲ့လိုပေါ့ကျွန်တော်နေက ဘာမှဒီရှေ့ဆက်ပြီးတို့အလုံးမလုံးပါညာဘောနော်တွေ့ကြအောင်ခွာပြေးတယ်လို့ဘောတို့ထင်ရထင်တော့အဲ့လိုလျှောက်ပြောကြတာပေါ့အဲ့လိုပြောတဲ့ကံမှာတကယ်တော့ကဲကြီးတဲ့ကျွန်တော်လည်းလုပ်တာ album ရှိသေးတယ်ဘောနော်လည်းရှိသေးတယ်ဒီလေးဆိုတာဟုတ်တယ်ကျွန်တော် IC နဲ့ဟုတ်ကဲ့ဒီလေးဆိုဘူးလေဒီလေးဆိုတာချစ်စမ်းမအောင်ပြောတာဟုတ်ကဲ့ဟုတ်ကိုယ်ဆရာချစ်စင်ဟုတ်ကဲ့ချစ်စမ်းမအောင်ရှိမှာဟုတ်ကဲ့တယောက်တယောက်ကျွဲအခွေတယောက်ကျွဲအခွေရှိတယ်နောက်ကျွန်တော်တယောက်ကျွဲအခွေလည်းရှိတယ်အဲ့ဒီမှာလည်းကျွန်တော်ကဲကြီးနောက်ဆုံး album သူဆုံးပြီးမှထွက်တယ်အခွေထွက်တယ်ဆိုရင်အဲ့ဒါတကယ်တော့ အဲ့ကျွန်တော်တချင်းညီညီတွေရေးပေးထားတာအဲ့တချင်းကိုညက်ကြည့်ရကျွန်တော် reference ပို့ပေးထားတာအဲကျွန်တော်ဒီ line ရောက်ရှိတဲ့သူ့ဘာဖြစ်ကျွန်တော် 32try ဆိုတော့ training များကြကျွန်တော်လုပ်လို့ရတော့အဲ့ဒါသူ့ဘာလဲထားထားလိုက်တော့အဲ့ဒါလည်းဖြစ်ကောဟိုမှာမိတွေ့တချင်းတို့လေဆိုတော့အဲ့ဒါတွေ့လေးကိုကျွန်တော်ကပေးတယ်ပို့ဆိုတာသူ rap ဘယ်သူဆိုဘယ်သူထောက်မှမသိပဲဆိုပါရဲ့ version ပို့အဲ့တကယ်တော့အရန်မျိုးကိုပေါ့လေကျွန်တော်တို့နှစ်ယောက်ကအဲ့ဒီဟာရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ တချို့ဟာတွေလည်းသူဆိုပြီးတချို့ဟာလည်းသူမဆိုရသေးဘူးပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘယ်လိုလဲဆိုတော့ကျွန်တော်ပဲကောက်ပြီးဖြစ်လာပါလားတော့မသိပါဘူးညကျွန်တော်တွေးတာတော့အခုချိန်ကြီး तू သုံးသွားပြီးတော့မှ तू ရှိနေလို့ဆိုတော့တမျိုးကို तू မရှိတော့မှကျွန်တော်လှုပ်ရှားပြီးတော့အဲ့လိုဝေဖန်ရမှာကြီးလို့ကျွန်တော်မထုတ်ချင်တယ်ရေးလေအဖေလေးကအောက်နေပြီးတော့အဲ့ဒါကျွန်တော်လှုပ်ကျွန်တော်အနေနဲ့တော့ဟောတော့ပြေးတတ်နေတယ်ပေါ့ပြေးတတ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကနားထောင်ချင်တာပေါ့နော်ဒါအကူတို့ကတော့ ဖန်တီးရတယ်လို့ဆိုတော့သူမရှိတဲ့အချိန်မှာတော့မလုပ်ချင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ခုနကတော့မမို့မေးသလိုပဲအမေလေးကိုကိုယ်ပိုင်ရှိကျွန်တော်တော့နားတော့နေတာပေါ့ကျွန်တော်ကဒီဟိုကိုယ့်ဖက်ကိုမိတာမမိတာတွေဟိုကောင်းတာမကောင်းတာတွေထဲကျွန်တော်တို့အနေနဲ့နောက်ထပ် version နဲ့တခုနောက်တစ်ခုကကိုကလည်းအရင်ဆိုတာဖြစ်နေပေါ့ဆိုတော့အဲ့ဒါမျိုးလေးကနားတော့နေရတိတ်ကောင်းပါပဲလို့အဲ့ဟိုကိုချစ်ဆောင်းအောင်စီအကွေလေးကြောင့်ပြောပြပေါ့ဘလို့အဲ့ကျွန်တော်အဲ့ဟာဟိုကမှတွင်းနာတော့တော့ဟိုတွင်းနာဘယ်လောက်ကြာ အရင်ကြာရေးအရင်ကြာရေးအော်အေးဟုတ်တယ်အဲ့ဆိုရင်91 92တော့ဖြစ်မော်အဲ့လိုလားအာအဲ့လောက်တော့မဟုတ်မဟုတ်2000နောက်ပိုင်းလေအော်2000နောက်ပိုင်း2000နောက်ပိုင်းဆိုသူဆုံးမနေတော့ဖြစ်တယ်အာ2000ဝေးချင်ပါဘူးအဲ့တော့ဝေးချင်လေဟောနော်ပြောခဲ့ပါဆက်မဆုံးပြပါကျွန်တော်တို့ကအဲ့ဒီမှာအဲ့ဒီဟာအတွက်ဆိုပြီးတော်တော်အားထည့်တာငယ်ကြီးနဲ့ကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ဟိုးအဲ့တော့က ျက်ကြီးလဲဆုံးသွားပြီတော့ကျွန်တော်တို့အချင်းနာအိမ်မက်ရိုက်ပေးတဲ့တကယ်ပြင်မဲ့လူမုန်းဆိုရဲကောင်အော်အတူတူလူမုန်းဆိုတာလူမင်းကောင်ဆိုပြီးပေးထိုက်ကောင်အဲ့ကောင်အဲ့ကောင်အဲ့ကောင်လည်းပေးသွားပြီငျက်ကြီးလဲဆုံးသွားပြီအဲ့ဒီကောင်နဲ့ငျက်ကြီးနဲ့ကျွန်တော်နဲ့၃ယောက်သားဟိုးရွာပြီးတော့ဟိုမှာထိသွားကြကျွန်တော်တို့ဟိုမြစ်ချင်းထိကျွန်တော်အဲ့ ရောက်ပြီးမြေချက်တော့တက်သွားပြီ။အဲမြေချက်အဲ့မှာအမြင့်ဆုံးမဟုတ်ဘူးနော်။မြေချက်ကကိုတက်ပြီးတော့ချင်းကမခံ။အော်ပကားကြီးလို့ကျွန်တော်အဲ့မှာမြေချက်တောင်းလို့ရှိရပါဘူး။ဆက်လက်ငားပြီးတော့ကျွန်တော်အဲ့မော်တော်ငားပြီးတော့အဲ့ကိုတက်ပြီးတော့ကျွန်တော်ဘောပြေဖျားပွဲချင်းသွားဆိုတာအဲ့လိုပဲတစ်ဆက်ဆိုရတော့ဘယ်လိုလဲ။အဲ့ကိုပါအဲ့ကျွန်တော်ဥကဘာမှာဘာညာအဲတေချာကျွန်တော်အဲငယ်ကြီးအဲ့မှာအော်အဲ့ဒီရှင်းပြီးပါတော့ငယ်ကြီးအဲ့ရန်ရန်ဆန်ဆတဲ့ချလို့တော့အဲ့အဲ့သူအဲ့မှာ ကျွန်တော်ဟောသွား harmony ဘိုင်းမှုတ်ပြီးတာအဲအဲ့မှာကြီးအဲ့အဲ့တိုင်းကြိုက်ကြတာအကုန်လုံးမမရရဒါပေမဲ့အဲ့ခွေကဘာကြောင့်မထွက်ဖြစ်လဲဘာကြောင့်မထွက်ဖြစ်လဲညီလေးစီကိုရောက်နေဟုတ်ကောညီလေးစီရောက်နေဆိုတာညီလေးစီမှာတွဲနေအောင်ကျွန်တော် IC နဲ့ PTA နဲ့ PTA မှာတွဲတာဩစီ PTA PTA အဲ့တော့အဲ့တော့အဲ့တော့ခွေကတော့ခက်ကြီးနဲ့ဟိုဟာဟိုဟာရှိတယ်နောက်ကျွန်တော်ဟာလည်းရှိတယ်အဲ့လိုဒါပေမဲ့အဲ့ခွေအဲ့အချမ်းဘယ်လိုစီအချမ်းအမှုတဲ့ညီလေးစီမှာပဲလေဒါနဲ့ဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီမှာလည်းကျွန်တော်တို့က ဒီ hard disk ကပုံပိုင်းဟိုမလုပ်ပဲနဲ့ညီမကြီးမှာသူကောင်းရှိရတာတွေကျွန်တော်ကဟိုတစ်ခုမှဒီတစ်ခုမှရှောက်လို့တော့အခုမေးလဲမေးရောတချင်းကအဲ့လိုရှာမတွေ့ဖြစ်နေတွေ့ရတာလည်းတွေ့တယ်ပေါ့နော်အကုန်ပြန်ရှာဖို့ဆိုတော်တော်လေးပြန်တော့ပါချင်းတွေကဟိုလေကျွန်တော်ပြောပိုင်ဆိုင်ကိုသိတယ်တော်တော်ဟိုဒါပေမဲ့အဲ့တော့ကဘသူကိုလိုပဲတစ်ယောက်လုံးပဲစိုက်ပြီးတော့ပြင်ထားတယ်ကျွန်တော်ကကျွန်တော်ပဲလုပ်တယ်ဟာကျွန်တော်နဲ့အဲ့ဒီဟိုကျွန်တော်ဘိတ်ဆွေတရားနဲ့ပေါ့အဲ့ဒီလုပ်တယ်ဟာ Okay so ကိုလိုပဲ ိုင်နေဆိုတော့ဟုတ်ဟုတ်ဟောဒါမဲ့ဒါမဲ့အခုအခုပြန်လာရှာခိုင်းလိုက်တော့ဒီလေးတော့ဘာလို့ရှာလဲတော့ဟုတ်ပြီပြန်ရှာဆိုတော့ကျွန်တော်ဒီယာကြီးကိုကျွန်တော် release လုပ်မယ်ဆိုတော့ကျွန်တော်ရှာခံတော့ဟိုကျွန်တော်လည်းမလုပ်ချင်လို့ပြောတယ်ကိုချင်းကိုချင်းနေရောအဲ့ဒါမျိုးသိနေတဲ့လူတွေကပြောတော့ဟာအဲ့ဒါရန်ကြီးမျိုးကောင်းနေလို့ပါလားပါဒါပေမဲ့ကျွန်တော်တပုတ်တော့ကျွန်တော်လုပ်လိုက်တယ်လေအဲ့ဒါကိုကိုလွင်ပေါ့ကိုကျော်ဒီကဘော်ရာကြီးကကျွန်တော် အဲ့ဒီဟာလေးလုံးလိုက်ကိုရင်း online လေးကလုံးလိုက်ပါညာအခုက online နေခေတ္တစပြီးဟိုကခေတ္တ2014လားโอเค14မှာအိမ်ရဟောအဲ့ချက်မှာပါလေဟုတ်တယ်အိုက်ဒီယာပါလေအရှင်ကတော့ကြိုက်တယ်ကျွန်တော်ကျွန်တော်ကျွန်တော် down လိုက်သေးတယ်သူတို့ပြောစရာအဲ့ဒီရဲ့မှာငကြီးရဲ့အချင်းလေးပါငကြီးတစ်ချက်တစ်တည်းလေးပါစေဘောဘောဇိုလာအချင်းကြီးကလုံးအပြန်လာတော့ air view air view ဘောဘောဇိုလာ -90 2 in thing 90အဲ့ဒီမှာမှာ ဘောဇောလာဟောအဲ့ဒါလည်းထပ်ပြောအောင်ပဲလူတွေကလာကျွန်တော်တို့စီတွေပါနေပြောအဲ့ဒီမှာငှက်ကြီးကကျွန်တော်ကိုဘာဆိုခိုင်းလဲဆိုတော့သူ့ကို delegated to train တယ်ဆိုပြီးတော့ဒီခါလဲစာအဲ့ဒီစာသားကြီးတဲ့ကောအောက်မှာဇောလာကြီးကရေးထားတာအဲ့ဒီချင်းကျွန်တော်ကိုပေးဆိုတာမိုင်းနိုင်လေးတွေသူ့အတွက်ရေးထားတယ်သူ့အတွက်ရေးမိတာဘောဇောလာကသူ့နဲ့တက်40ပြေဟောဖြစ်နေပြီဟုတ်တယ်အဲ့ဒါလည်းဟုတ်ပြီနော်သူ30တောင်မှလုပ်တယ်40မှသူမလုပ်ရဘူးဟုတ်ဟုတ်အဲ့ဒါကိုငှက်ကြီးကအဲ့ကျင်းမှာထည့်ခိုင်းတာကျွန်တော်ထည့်လို့ကျွန်တော်တီးပြီးကျွန်တော်လည်းအချောဆုံပြီးပြီး ဟာမဏီဘာတော့ပြီးသွားပြီပြောရလို့ရှင်တော့မကျွန်တော်ပြောပြမယ်ဒီနေ့ကတော့မန္တလေး40ဆိုတော့ဒီနေ့ကကိုအောင်ရင်အမှုပညာတက်တန်း40ပြီးတာเนาะ84ကဘူတီပါစီဆိုရင်အခု2024ဆိုတော့40ဆိုတော့ဟာပြန်ထုတ်တယ်မန္တလေး40ပါမန္တလေး40ဟုတ်ကိုကိုအောင်ရင်ကျွန်တော်ပြောတယ်ဟိုကမထုတ်နဲ့ online မလုပ်ဘူးโอสกูเป้เปียวๆเจอเราโหคุณน่ะมึงเนี่ยเปียวๆบีดอส နော် beaters ရဲ့ platinum တို့ eagles platinum ဆိုပြီးတော့ကွန်ရဲ့အဲ့ဒီ40 cd တက်လေးပေါ့ပေါ့နော်ဟုတ်ပါပြီ40နောက်ဆုံးတော့အခုပဲကျွန်တော်မနေ့ကတပတ်ဆို60ပြီတော့မလေးဒါလေးကနောက်ဆုံးနဲ့သွားရလမ်းကဘာလဲတော့ကိုမြတ်ခိုင်ကိုရုံးကမ်းမှာရေးထားသူပဲသိရင်ပြီးပြီဆိုတော့ကျွန်တော်အဲ့လိုပဲကျွန်တော်စိတ်ထဲမှာသွားထားတိတ်လေအဲ့ဒါကြီးတန်းတမေမောတဲ့ဟာလည်းမရှိအတိတ်ကိုလည်းပြန်လဲတူးဆွာခြင်းဆိုတော့ကျွန်တော်မှထုံးစံမရှိဘူးအခုဒီကားဘာလို့ကျွန်တော်ပြောရလဲဆိုတော့ ကျွန်တော်ကိုအရင်နေရတယ်ငှက်ကြီးနဲ့ပတ်သက်တဲ့ဟာတွေငှက်ကြီးတခါအဲ့ဒီပေါ့နော်တနည်းပြည့်တဲ့ဟွာတိုင်းမှာလည်းပြောသလိုအဲ့ဒီဆုံးဆုံးချင်းမှာလည်းအဲ့လိုပဲကျွန်တော်ကို interview ရဲ့အဲ့ဒီဟွာတွေကျွန်တော်ပဲတော့မှဘာမှလည်းမပြောဘူးဟိုင်းဘာလဲဆိုတော့ကျွန်တော်ပေါ့တန်တော့မှဆိုလို့ပြန်ကျွန်တော်စိတ်ထဲမှာအလောက်လေးအေးနေတာအဲ့ဒီအကြောင်းအရာတွေကဒါတွေကကျွန်တော်တို့ရှင်ထဲမှာဘလောက်ဟိုဟာပြသူနဲ့ကျွန်တော်လည်းဒီအဲ့လိုပဲလေအဲသေလို့ရှိရင်အဲကျွန်တော်သေတယ်သူလာမကြည့်ဘူးသူသေလဲကျွန်တော်လာမကြည့်ဘူးဆိုတာရှိတယ်ကျွန်တော်တို့ မျိုးလုံးတွေမှာကျွန်တော်ပုံရိပ်ထဲမှာအဲဒီရှင်နေတဲ့ဟာတွေပဲရှိမယ်ဆိုတော့အများရန်အဲအဲ့လိုမျိုးကျွန်တော်တို့ရှိတယ်အဲဒီကျွန်တော်အဲ့လိုပေါ့ငယ်ကြီးကကျွန်တော်ပြောတဲ့အာသိဘလို့ဘာညာလောက်ကြောင်းပြောတာပြောနေအဲ့မှာဒုံမှုကရောက်လာဒုံမှုဘိုးကြီးကပြောတယ်ခင်ဗျားဘယ်ရွေးမလေးနေတာလဲကိုတည်ခြင်းနဲ့ရေကအဆုံးဖြတ်လို့ရတာပေါ့။သူတည်ခြင်းနဲ့ရှင်တော့သူတည်ပါဘူး။ဘုံကလည်းကျွန်တော်က40ကျော်ကြီးတော်ပြီ။ သူတို့နေမဲ့ထဲမှာပါတယ်။ तू ကအသက်ရှည်နေပြင်းစရာကြီးပေါ့လေ။အဲ့လိုမျိုးတွေ။အဲ့လိုပြောတာ။40အဲ့လောက်ဆိုသူကနိုင်ပိုင်လို့ရတယ်ပေါ့။အဲ तू ကအသက်ကြီးအဖိုးကြီးဖြစ်တော့လူပညာမလုံနိုင်တော့မှ तू မတော်ကြည်ဘူးပေါ့နော်။ तू အနုပညာကိုဖန်တီးနေတော့ဖန်တီးနိုင်တော့မှာပဲ तू တော်မှာ။ကျေဝဲ40ကျော်။40 40နှစ်နော်။အဲ့လိုမျိုးကလည်းပြောတယ်လေ။ အဲ့ဒါဟိုသူနဲ့ကျွန်တော်နဲ့အဲ့လိုပေါ်သေးတယောက်နဲ့ပါပါဘာပြောဘာလုံးချင်ပြောနေသူကဝင်ရင်သေးနေခင်ဗျာဘာလို့ပါခင်ဗျာဘာလို့ပါလဲသူကမိရှုလိုက်မှာပေါ့လေဟာခင်ဗျာလေဒီလိုလူတွေခင်ဗျာအဲ့လိုလူဘယ်ရမလဲဘာညာတော့ဟာအုပ်မှုသွေးရမယ်ဘာညာအဲ့တော့မှခုနပြောတဲ့ဟာလေးကဖြစ်လာတာအဲ့မှာဒီသူ့ကိုယ်တည်းကလည်းလုပ်ပြီးတော့တဲ့အဲကျွန်တော်လည်းသူအဲ့လိုလုပ်ပြီးဘာညာသူပြောတာဒီလိုသူရေပေါ့ကြားတဲ့အရင်သိကြည့်ရကျွန်တော်ကတော့လည်းခင်ဗျာရဲ့ကူပါအေး ကဲဘိုးရဲ့ပြင်းနော်အဲတော့သူပြောတော့ကျွန်တော်တခုတော့လက်ခံတယ်ဟိုကျွန်တော်အဖေဆုံးတော့ကျွန်တော်ကျွန်တော်မရှိဘူးကျွန်တော်ကပညာပညာတော့တင်တယ်ဆိုတော့ကျွန်တော်ကမိလည်းမမိလိုက်မမိတော့ဒါပေမဲ့ကျွန်တော်ရောက်ပါကျွန်တော်ကအဖေရဲ့တပ်ပို့ပို့တယ်ကျွန်တော်မကြည့်ကျွန်တော်မကြည့်ဘာလို့မကြည့်လဲဆိုတော့ပုံဖြတ်ပြောသလိုပဲကျွန်တော်ခေါင်းထဲမှာအိတ်ပုံကြီးကြံခဲ့မှာကျွန်တော်အရန်စိုးရင်ပါဟိုနော်ဟိုပါဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်အဖေကြောင့်ကျွန်တော်စဉ်းစားလိုက်တဲ့အခါမှာအဲ့ဟာလေးကြံခဲ့နောက်ဆုံးကြောက်ဘာလို့အဲ့ image ကပြင်းတာပေါ့ တော့သူ့ရဲ့ဟိုဟာအရန်ပေါ်ဟာအရန်ပြင်းဆိုတော့ကျွန်တော်အဲ့ဒါတစ်ချက်လေးလို့ကြည့်သုံးမှကျွန်တော်မကြည့်တော့ဘူးအဲ့တော့ကိုကအဲ့လိုပြောလား तू ဒီပျော်တဲ့ဟာတွေတော့ဒီတွေသဘောတူထားတယ်ပေါ့နှစ်ယောက်သလုံးရဲ့ဆန္ဒနဲ့အဲ့လိုပဲရှိပြော तू အစပြောတာအဲ့လိုပြောကျွန်တော်အေးဟုတ်ပြီလို့ဟိုမှာပြောတော့ तू မဆုံးရင်ပါဗျဖြစ်ချင်တော့ကျွန်တော်လည်းကောင်းနေမကောင်းနေမကောင်းတော့ကျွန်တော်မရောက်ဖြစ်ဗျာနဲ့လည်း သူတွားနေကြနေကျွန်တော်ရှိတယ်မလားဆိုတော့အဲ့ဒီတစ်ဖက်လောက်ပါပဲသူမလားဒါပေမဲ့မဆုံးငယ်လေးတွေပဲကျွန်တော်အိမ်ကိုလာပြီးတော့ကျွန်တော်အဲ့တော့ရှင်မန်ဂျန်ရှဲအိမ်မှာနေတာအဲ့ဒီတိုက်ခန်းမှာသူလာပြီးတော့သူသူဓာတ်ပုံတွေရှောက်ကြည့်နေခါတိုင်းလည်းကြည့်ရှိတယ်ကျွန်တော်အိမ်မှာဝင်ထွက်သွားလာကြိုက်ပြီးတော့လုပ်နေရပါပဲအဲ့ဒီနေရာကျမှဘာစိတ်ကူးပေါက်လဲမသိဘူးအားရကျွန်တော်ပုံလေးတဲ့မဟုတ်ဘူးဘိုးဘိုးကပြောတာအခင်ဗျားကကျွန်တော်ပုံလေးကျွန်တော်ပုံလေးဘာလို့မလဲတဲ့အဲ့ဒီဒါလေ ဲမိုးလေးတွေရှိရမယ်။ဘာလို့မိုးကယူထားတာဟောသူနဲ့တမုံကြီးကြဲဘလုံးရိုက်ရိုက်ဦးနဲ့ကြဲမိုးစီမာကိုထားတာလေ။အေးဒီလိုရတဲ့အချိန်တော့ကြိတ်ခတ်ပြီးညိုင်းနေပါဘူး။ရှိတယ်။ရှိတာပေါ့။အဲ့ဒီကတည်းကအကုန်လုံးပြန်ယူပါလား။အော်ယူရတာလားဒီကိစ္စ။ဒီလိုလေးမပါဘူးဗျ။အဲ့ဒီဓာတ်ပုံတွေကျန်မှာကတော့ပေးလိုက်ရမှာ။ तू तू တိနေပြီ။ तू တော်တော်ရပါပြီ။ပြီးပါဦးဗျ။အဲ့မှာအကုန်ကြီးပဲကျွန်တော်ပေါက်ပြရပုံတွေပါပါတယ်။အကုန်လုံး။အော်အဲ့တော့ဒါဟိုအဲ့ဒါနောက်ဆုံးတွေ့လိုက်တာ။အသက်ရှင်။အဲ့ဒါနောက်ဆုံးတွေ့လိုက်တာပေါ့။ အဲ့ဒါအိုင်ဒီယာသူလာပြီးတော့သူမလာမလာတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်လည်းမသွားနိုင်တော့ကျွန်တော်ဖုန်းနဲ့ဆက်ပေါမောင်ဇော်လတ်ကိုပေါမောင်ဇော်လတ်ကလည်းအဲ့တော့သူကြောင်ရောက်လာပါနေတယ်ဆိုတော့လည်းတော်လည်းအင်ကြီးလေးဟိုမှာအင်ဂျီရောနေတော့ကြည့်တော့ဘာဖြစ်လို့လဲဘူးတဲ့ဘာလို့လဲတော့မသိဘူးလို့သူဒီလိုနဲ့ငါကြည့်ရသူ့ဘောတိတ်ဘောဖြစ်ပေါ်နေပေးဖြစ်တယ်ပေါ့နော်ဖြစ်နေတယ်ဆိုတော့လိုပဲဖြစ်ပေါ့လို့သွားကြည့်လိုက်ပါအောင်လို့ငါဟိုဖြစ်ရှင်ပေါ့နော် အာဖုန်းနဲ့မဆက်ဘူးပေါ့ဘလူးဝဲပြည်သူထဲတော့ဝင်လာဟာပါ냐ပြောနေကြဆိုတော့အဲ3လေးရောင်နေတော့ကျွန်တော်ဆက်လိုက်ဆက်လိုက်တော့ခါကြနောက်မလက်ပိုင်းလားမသိဘူးလို့ဆက်တော့ညနေပိုင်းလေးမှာမျိုးဇော်လက်ပြပြန်ဆက်လာတယ်အခုတည်းကျွန်တော်ရောက်ပြီးပြီတဲ့ဂုံးခက်ကားရဲ့ပြောလို့မရဘူးဘလူးပြောလို့မရဘူးစေးကိုတက်ရတယ်ပါ냐ပြောတာဟုတ်တယ်အမိတွေလည်းပြောတယ်ကွာတွေ့ရရပြောတယ်သူနောက်ထောင်လေးကွာပြည့်စုံအဲ့ဒါနဲ့ကျွန်တော်ပြောလိုက်အေးအဲ့ဒါတွေတော့ပြောလိုက်ငချီယူ ကောက်ကိုတက်မလားငါလာပြီးဆွဲတင်ပြီးတော့စေးုံပြီးတော့တော့တော့ပြောတယ်တော့တော့ပြောပြီးတော့အဲ့မှာဟိုတို့ပြောမယ်အဲ့တော့စေးုံတက်ဖို့လေအဲ့တော့ဟိုပါပေါ့မိသွေးကနေပြီးတော့သူပြောလို့လည်းမရအောင်တော့ဟိုဆရာဝန် contact number ပြီးတော့ပြီးတော့ဆက်ဆက်တဲ့ခါကျဆရာဝန်လည်းဖုန်းမကင်ဘူးဆိုတော့လေအဲ့ဒါလည်းသူပြန်ပြောအမဘယ်လိုလုပ်အောင်လဲဒီမှာဖုန်းဆက်လို့မရအောင်လဲပြောတဲ့အချိန်မှာတော့ဘောကပြန်ဆက်ဆက်တော့ အဲ့မှာမှဆရာတော်နေပြီးတော့ okay ရတယ်မမို့ဟိုဖြစ်လာတင်လိုက်ပါဘာသာသူပြောပြီးဆိုသူမှားထားမယ်ဘာသာသူအဲ့ဆင်းပြလိုက်တယ်စေကံတော့ပြအော်အဲစီကတော့ပြပြီးတော့မှစိတ်ကိုတက်ရမယ်ဒီလိုပြောတော့လေအဲ့တုံးကလူတွေနဲ့မတော်တူတူမှားတယ်ဟုတ်မဟုတ်ဟုတ်မဟုတ်စာချင်းကစိတ်ကိုတက်ဖို့ပြောတာမဟုတ်ကျွန်တော်မှားလို့မှားပြီးတော့ စေကပြဖို့ဟာကိုပဲသူကကြိုးကြောင်လုပ်နေအဲ့ဒါအဲ့ဒါเนาะအဲ့လိုဖြစ်သွားတော့စေကတော့မသိအောင်မုံရလေလူပဲဖြစ်နေကြတော့ဘာလို့ရှောက်လို့တော့အဲ့လိုမျိုးဖြစ်ရတော့ဒီကတော့မမမထင်ဘူးလို့ထင်เนาะသူအဲ့လိုဖြစ်မယ်သူဟိုရိုးရိုးနေစေပေတော့ဟိုတခါကြိုက်လေဒီလိုဒီသူကလေအလူဒီလုပ်ပြီးသူကနေနေတာနေနေဟာကဲကြီးဘာဖြစ်လဲသူကလေအဲကျွန်တော်ဘိုင်းနေနေအောင်လို့အဲပြောဟောအဲ့လိုမျိုးဘိုင်းနေနေအောင်လို့ဘယ်ဟုတ်မလဲဒီနောက်ဆုံးသိရတဲ့ဟာမှာတော့အဲ့လို အဲ့နေရပါဗျာအဲ့လိုသူဒီနေ့လူဈေးုံတင်နေပါဗျာတင်နေဆိုကျွန်တော်လည်းပိတ်နေမကောင်းသေးလို့ကျွန်တော်အိမ်ဟုတ်ပြီငါမနဲ့တောင်းမယ်ပေါ့ဆိုကျွန်တော်မနဲ့ကြာတော့တောင်းတောင်းတဲ့အခါကျတော့ပတိလူမျိုးဖြစ်မယ်နဲ့တူတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာဘာလို့လဲဆိုတော့ကျွန်တော်ကားနဲ့အဲ့လိုဒီဒုက္ခကမ္ဘာဈေးကမ်းလေးဝင်လာတဲ့အချိန်မှာတွေ့လိုက်ရလေအခန်းထဲကနေတော့သူထွက်လာထွက်လာပြီးတော့အဲ့မှာဟိုဖြစ်တော့ကျွန်တော်ကားထိုးနေကိုသူကအဲ့မှာငုတ်တုတ်လေးအဲ့လိုလေးစောင်းကြောင်းလေးထိုင်ပြီးတော့သူက ဟိုလေးဘုံကြောက်တော့နောက်မှကျွန်တော်ပြောဟဲ့ဒီတွေဘာဖြစ်တာလဲဗောတော်တော်ဆိုးနေလာဗောဒီခုဖေးုံပဲရောက်နေပြီဒါဆရာတို့နဲ့လည်းဒီမှာဆရာတော်လည်းတရားအတားလည်းတရားကြည်တော်မှာတို့တရားဝိုင်းပြီးဟိုကကောင်းအောင်ပါဘာညာတော့ဘာမှပြောကောင်းမလေးရဲ့ဒီတွေဆက်ငိုနေတယ်ဆက်ငိုနေတော့နောက်တော့မှအထဲကနေပြီးတော့အောင်ကသူမြတ်ထွက်လာပြီးကိုယ်နဲ့ကိုယ်လေးဆုံးနေတယ်အလိုလာပြောတာအဲ့ဒါဘုန်းကြီးက မီးတော့ကျွန်တော်လည်းတေချာပြည့်တော့မပြောပြည့်နေတူပါတယ်အဲအဲ့လိုပေါ့နော်ကျွန်တော်စိတ်မကောင်းရဲဟိုဟာထဲမှာဆိုတော့သူဆုံးတဲ့အချိန်မှာအဲ့လိုကျွန်တော်တောက်လျှောက်ကျွန်တော်အိုက်ဆေးရောင်းနေသူ့အိမ်ကျွန်တော်ပါသွားတော့မပါသွားဘူးကျွန်တော်တောက်လျှောက်ကျွန်တော်နေတယ်အဲ့အတူပါချတဲ့ဘာညာဆိုလဲကျွန်တော်မကြည့်ဘူးကျွန်တော်ခဏခဏနဲ့ကျွန်တော်နေတယ်အဲ့ဒီအကုန်လုံးသွားပြီးတော့အိမ်ဆောက်နေပြီးတော့မှမလို့နောက်ဆုံးလိုက်ပါတာကျွန်တော်မကြည့်ဘူးမကြည့်ဘူးဒါပေမဲ့အဲ့ဒီမှာလေဘာပြဿနာလဲဆိုတော့ထုံးစံတိုင်းပေါ့ဗျာမီဒီယာတွေက အဲကျွန်တော်လည်းကျတော့စောင့်နေကြနေတော့ရှိရှိတယ်မတက်နိုင်ကျွန်တော်ကအဲ့အဒီကိုကျွန်တော်ကဗီဒီယိုကြီးပြောလိုက်ရင်မဖြစ်မလဲသူတို့ကပေါ့ပေါ့တန်တန်ကြီးပဲသူရှောက်ရေးမယ်ဆိုတော့ပြန်မှာဒါကြီးကိုပြန်မှာသေးသိမ့်သွားအောင်ဟိုကဖြစ်သွားမယ်ကျွန်တော်အရင်ဆိုရင်အဲ့တော့ကျွန်တော်ဘယ်တော့မှမျက်ကြည်အမှတ်တရစကားတွေပါကျွန်တော်ဘယ်တော့မှမပြောဒါအခုကဒါဟိုကျော်သေးရနေမှုလို့ကျွန်တော်တကယ်တမ်းကိုကျွန်တော်လည်းရန်ကုန်ကတော့ဝမ်းလဲတာရဲအန်လိုက်ပေါ်ဘာကောင်ရန်အားမလို့ပြောလို့တိတ်မရှိနောက်တစ်ခုက ကျွန်တော်တို့တွေကဟိုအနီးကပ်သမားတွေမဟုတ်လေမဟုတ်တဲ့ကကြတော့ကိုငှက်ဆုံးသွားရယ်ဆိုရင်ကျွန်တော်တို့ကဟိုဆောင်းမလေးတစ်ခုတော့ပဲဖတ်ခဲ့ရတယ်ဒီဆိုတော့မသိဘူးပေါ့နော်ဘာပြောတော့ဟိုကိုဒီစားရဲ့မြင့်မြတ်ရှင်တရားရဲ့နောက်ဆုံးဟိုအချိန်ရောတိတော့တိချင်တာပေါ့ကျွန်တော်ကတော့ဟိုလိုမျိုးဟိုအရန်ဟိုပုဂ္ဂိုလ်ကြီးမိသားစုကြီးကိုမသိချင်ပါဘူးဒါပေမဲ့တော့သူဘလို့ဘလို့ဆုံးသွားလဲဟောဘလို့သူ့ရဲ့နောက်ဆုံးအချိန်လေးတော့တိချင်တာပေါ့ ါမဲ့ကျွန်တော်လည်းမထင်ဘူးမထင်ထားဘူးပေါ့နော်ကျွန်တော်မှတ်မှတ်ရရသူနောက်ဆုံးဆိုခဲ့တာကုတူတူရဲ့ခွေဟုတ်တိညာခင်စိန်သားတို့လွမ်းလာပြီသူအဲ့ထက်မှသူတပုတ်ကိုသူ live လာဆိုသွားတယ်ကုတူတူကပြောဘူးလေဟုတ်ဟုတ်သူစင်ပေါ်ပါလေ live ဆိုပါအဲ့လောက်ကြည့်ရတော့သူဒီကောင်းနေတယ်ဟိုအဲ့မှာတော့ကောင်းနေတယ်အဲ့မှာတော့ကောင်းနေတယ်သူကကြည့်ရင်ကောင်းတယ်အကောင်းကောင်းနေတယ်ဘယ်လောက်လူတည်ရဲ့အချိန်လဲကျွန်တော်ကုတူတူတခါကောင်းနေတယ်ဘယ်လောက်ပြည်လဲဆိုကျွန်တော်ပြောပြမယ်ဒီဆုံးတဲ့အချိန်မှာတိတဲ့အချိန်မှာသူ့ရဲ့ဒီ diagnosis ဆိုတာ ဘယ်လိုလဲဆိုတော့အဲ့ဒီအချိန်မှာလုံးဝရှောက်ရအောင်ကျွန်တော် kidney failure heart failure ပါတယ် over failure ဖြစ်နေဆိုတော့ဩအဲ့ဒါယူဒီလိုခံပြီးတော့နေသွားဆိုတော့တော်တော်ပြီးတာဟုတ်တယ်ဟုတ်တယ်ဒါကိုအရင်ရဲ့ဒါသူနဲ့ပတ်သက်တဲ့เนาะအမှတ်တရအားလုံးနဲ့မှာဒါတော့စိတ်မကောင်းဖြစ်ရတယ်ဝမ်းနေရဲ့ဟုတ်နော်ပြောစရာလေးပြောပါကဲဒီခါပြန်ပြီးစိတ်နေနေကြောင်းပြောစရာပြောစရာလေးအေးပြောစရာလေးပြန်စဉ်းစားပြီးပြောအောင်ရပါ အဲစိတ်ဟိုဟာဖြစ်စီရတော့ကျွန်တော်စိတ်မကောင်းဖြစ်တာနောက်တစ်ခုကလည်းဒါပေါ့နိကျွန်တော်တို့အတွက်ဒီဂီတလောကအတွက်ဒါပရိသတ်တွေအတွက်အားလုံးအတွက်ဒီဆုံးရှုံးနေပါညာဆိုတာဒါကတော့စာဖွဲ့လို့မပြီးနိုင်လို့မပြောတော့ပါဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီမဆုံးခင်မှာ तू ကကျွန်တော်မေးအောင်ရင်မလာဘူးလားပါအဲ့ဒါမေးတဲ့အချိန်မှာကျွန်တော်သူကလည်းအားနာပြီကျွန်တော်လည်းသိနေမကောင်းဘူးသူကလည်းထပ်ဆက်လာတယ်ကျွန်တော်လည်းမရောက်ပါဘူးအဲ့ဒါအဲ့ဒါဆက်မကောင်းဘူး တော့ကျွန်တော်တွေ့လိုက်ရအောင်ပြောရအောင်ဟုတ်မတွေ့လိုက်အဲ့ဒီတက်ရှင်နေမှာကျွန်တော်နောက်ဆုံးချိန်ကြီးမှာကျွန်တော်တွေ့လိုက်ရအောင်မဆုံးငယ်တော့တော့တွေ့ကြပါတယ်ဒါပါဒါမဲ့အဲ့တပတ်ပြီးတော့အဲ့တပတ်လုံးဟုတ်ကဲ့နောက်တော့ဒါမဲ့ဆုံးတဲ့ချိန်မှာတော့မဆုံးမိတပတ်မဟုတ်ဘူးမဆုံးမိနှစ်ပတ်မှာတပတ်လုံးတွေ့ရပေါ့တွေ့ရဟုတ်ကဲ့တပတ်လုံးတွေ့တပတ်လုံးတွေ့တယ်အဲ့ချိန်မှာဘာလို့ပြည့်လဲမသိဘူးတွေ့တယ်အဲ့ရနေဟိုကိုဘာလဲဟိုစာ အဲငိုရလဲပြင်သွားနေချိန်မှာပဲသမီးရပြောသမီးစတင်နေချိန်မှာငှက်ကြည့်လာပါတယ်ငှက်ကြည့်ရလေးဆိုးရရလဲတစ်ချက်တော့ကြည့်သေးတယ်။ तू ကတည်တည်လေးပဲရှိတော့တယ်။ဆို तू ကတကယ်တော့အဲ့ဒါမတိုင်ရင်ကိုအောင်ရင်နဲ့တနေ့မှတစ်ခါနှစ်ခါတွေ့ရင်တွေ့မယ်ဒါပေမဲ့အဲ့အချိန်မှာတပတ်တည်းလာလာွားတယ်တပတ်တည်းလေးလေးတိုင်းတွေ့တာနေ့တိုင်းတိုင်းတွေ့တာအဲ့အချိန်မှာဟုတ်ဆက်ပါဘယ်လိုနေလဲတွေ့တွေ့တယ်ဆိုတော့ तू ကရောက်ပြီးနေကျွန်တော်လမ်းကောကျွန်တော်သွားရတယ်အဲ့ဒီတပတ်တွေ့တော့ကျွန်တော်ကအဲ့ဒါကြောင့်လေ ကျွန်တော်เนี่ยအဲ့ရပါသူကျွန်တော်ဒီဘုံမဆက်မလာနဲ့ကျွန်တော်စိတ်ရဖြင့်ပြီးတော့ကျွန်တော်ဇော်လက်ကိုကျွန်တော်ပြောပြတာဟုတ်ကဲ့တပတ်ဆက်လိုက်တွေ့ပြီးတော့လောကမတွေ့ဘူးမတွေ့ဘူးအဲ့မှာကျွန်တော်ပြောလိုက်တာပြောလိုက်တော့မှဇော်လက်ကလည်းသွားတာအဲ့လိုဖြစ်အဲ့တော့ကိုရင်ကျွန်တော်ဒီဟာလေးတစ်ခုတော့ကျွန်တော်နောက်ဆုံးမေးချင်တယ်ပေါ့နော်ကိုမြတ်နဲ့ပတ်သက်လို့ကိုကိုမြတ်နဲ့ပတ်သက်လို့ကိုလည်းအများကြီးပြောပြရဲကျွန်တော်ကျေးဇူးရမ်းတင်တယ်အဲ့ကိုမြတ်အကြောင်းကိုကျွန်တော်အခုလို့ဟိုပေါ့တိတိကျကျဟိုတိရအတွက်အရန်ဝတ်တာရဲ့ဒါပေမဲ့ ခုကျွန်တော်မေးနေတဲ့စကားလေးကတော့သုံးသက်ပေါ့နော်ကို့အနေနဲ့ကို့ကိုနှစ်နဲ့နှစ်ပေါင်းများစွာပေါ့နော်သူချင်းငယ်ဘဝကိုကို့အသက်20ကျော်ဒီမှာအရန်ခင်ခဲ့တယ်စိုးတူကောင်းပဲ့ပေါ့နော်ဆိုတော့အခုအခုသူလည်းမရှိတော့ဆိုတဲ့အခါကျတော့အခုသူ့ကိုဘလို့ရှိဘလို့တတိယချင်တယ်အခုသူ့အကြောင်းပြန်စဉ်းစားလိုက်တဲ့အချိန်မှာသူ့ရင်တဲ့ဆွဲလူကဒီကိုနှစ်ဆွဲလူကအခုအတွက် လို့လူလဲเนาะနောက်တစ်ခုကကိုဘလို့သူ့ကိုသတိရခြင်းလဲဥပမာအောက်ဘွားငါနဲ့ကြည့်သတိရလိုက်တာလို့စဉ်းစားတဲ့ချိန်ကြရင်ဘလို့သတိရခြင်းကျွန်တော်သူ့ကိုသတိရတဲ့ဟာပေါ့နော်ကျွန်တော်ကျွန်တော်စိတ်ထဲမှာပေါ့နော်အဲ့လိုပြန်ဖြစ်စေခြင်းနဲ့ဖြစ်ခြင်းနဲ့ဟာပေါ့နော်နှစ်ပိုင်းရှိဟုတ်ပဲနှစ်ပိုင်းကတော့ဘယ်လိုလဲဆိုတော့တစ်ပိုင်းကတော့ဒီအချင်းနေပါလေဆိုရဲတည်းရဲ့အဲ့လိုအပိုင်းနေပေါ့နော်အဲ့လိုတစ်ပိုင်းအဲ့လိုတစ်ပိုင်းဆိုတာကတော့ကျွန်တော်ရဲ့ဒီ personal လိုအပ်ချက်ပေါ့နော် သူကမရှိမဖြစ်ကြအနည်းတန်းကျွန်တော်လည်းဒါလက်တွဲပြီးလူတွေသိတဲ့ဟာဒီ album မှာလောက်ရဲ့လူကသိတာဟုတ်တကယ်တော့လေအပြင်မှာလည်းဒီလိုသူနာမည်မခံမနဲ့အလိုလိုက်ပြီးတော့ကျွန်တော်ကျွန်တော် support လုပ်တဲ့ကိစ္စတွေအများကြီးရှိတယ်။တောက်လျှောက်ပဲပေါ့နော်။ပြောရရင်တော့အဲအဲ့ဒီဟာတွေရှိတယ်ဆိုတော့အဲသူမရှိပဲနဲ့ဒီလုံးကိုဆက်လုပ်ရတဲ့အချိန်မှာလည်းကျွန်တော်စိတ်ထဲမှာကျွန်တော်အရင်လိုမတက်ကြွတော့ဘူး။ အဲ့လိုရှိတယ်ဟိုလွမ်းတာတတိယလွမ်းတယ်အဲ့ဒီအချိန်မှလွမ်းတယ်နောက်တစ်ပိုင်းကကြာတော့ဘယ်လိုလဲဆိုတော့သူ့အိမ်တွေဘဝမဟုတ်ဘဲနဲ့ကြော်မြင့်နေဘဝပေါ့သူနဲ့ကျွန်တော်နဲ့အဲ့လိုစခင်ပြီးတော့အသေးချေဒီအလုပ်တွေလုပ်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအရန်ကို close friend ဖြစ်သွားတယ်ဆိုတော့ဟာကဘာလို့လဲဆိုတော့သူနဲ့ကျွန်တော်နဲ့မှာအဲ့လိုယုံကြည်မှုရှိတယ်ယုံကြည်မှုရှိတယ်ဆိုတော့ ဟိုတကယ်တောင်တောင်ကမိတ်ဆွေကောင်းပါတော့ဘာမှကျွန်တော်တို့ပြောလို့ရှိနေကျွန်တော်တို့ပေါင်းပြီးတော့ဟိုလောက်တာမဟုတ်ဘူးဆိုတဲ့ဟာကျွန်တော်တို့မှာရှိနေရှိနေတော့သိနေတဲ့ခါကျတော့အဲအဲ့လိုဒီအချင်းကြီးမလုပ်ခဲနဲ့လေအဲ့လိုကြောင်းမြင့်နေဘွားအဲ့လိုသူ့ရဲ့ယူသားတဲ့ဟာအဲ့လိုဖြူစင်စင်နဲ့သူလူတိုင်းပေါ်မှာစိတ်ကောင်းရှိတဲ့ဟာတွေပါနောက်တစ်ခုကလည်း ကျွန်တော်တွေ့ဘူးသည်မြဒီဘောနော်ဒါလူအလုံးတော်လေကျွန်တော်လက်လန်းမမီဘူးဘောကျွန်တော်လက်လန်းမီသည်မြဒီကလောကသားထဲမှာတော့ तू ကကျွန်တော်အတွက်စံပြနေရသူ့ရဲ့စိတ်တွေစိတ်ထားဒီဒီဒီ music ပေါ်မှာထားတဲ့ထားတဲ့ဟုတ်ကဲ့စိတ်စီရနာအဲ့လိုမျိုးငွေကြီးရှည်တမ်းမတင်မဲနဲ့သူ့ရဲ့အဲ့လိုသူများတွေဘောသူ့မှာဗျာမြရကောဒီမှာသွားပြီးညာလုံးပေါက်ကြီးသူသွားပြီးတော့အဲ့လိုကူညီညာတယ်ကျွန်တော်မှမဟုတ်ဘူးကွာသူများဟိုဝိုင်းမှာလည်းကျွန်တော်အများကြီးတွေ့ဘူးလေအဲ့ဒါလို့ လူတချင်းသွားရေးပေးတယ်သွားဟိုကလုပ်ပေးတယ်သူသူခါလေကြရင်အဲ့လို arrange ချေသွားကူညီမယ်အဲဟိုကလေးဒူလေးလုပ်ပါသရှင်းလေးတွေပြင်ပေးမယ် harmony ဆိုရင်စသဖြင့်ပေါ့လိုအပ်တာဟိုအဲ့လိုဟာမျိုးလေးကျွန်တော်အများကြီးကျွန်တော်မြင်လာတဲ့ခါကြတော့ဒါကျွန်တော်အခုမှလုပ်ပြီးတလောက်ဒီနှစ်နှစ်ကမဟုတ်တော့မှသူအဲ့လိုတပြားတစ်ချက်မှမရပဲအဲ့လိုသွားလုပ်လာတာကျွန်တော်အများကြီးရှိတော့ဒါကျွန်တော်ရဲ့ဒါ idol ပဲဖြစ်တယ်ပေါ့ဗျာပြောရရင်ဟုတ်ပြင်ရရန်ချစ်တယ်ပေါ့ဟုတ်ပြင်ရချစ်တဲ့စိတ်နဲ့သူသူများတွေလည်းရန်ကူညီတယ်ဟုတ် ူကမှတကယ်အမှုပညာသွားစေကျွန်တော်တို့အမှုပညာမအောင်ပြောလို့မရအောင်ကျွန်တော်ကတချင်းသူတော်ဝါသနာပါတယ်ကျွန်တော်ကံကောင်းထောက်မှလို့ကျွန်တော်ဒါမိတ်ဆွေကောင်းတငယ်ချင်းကောင်းဆရာသမားကောင်းတဲ့တွေ့လို့ကျွန်တော်အဆူတော်ဖြစ်လာလို့ကျွန်တော်ကိုကျွန်တော်အလို့ပဲကျွန်တော်ခံယူတယ်အခုပြောရကျွန်တော်လက်ခံတယ်ဘာလို့ဆိုတော့ဒီဟိုပါပေါ့နော်နှစ်ယောက်လုံးနေမယ်ပကြီးငယ်ဟုတ်တော့အောင်ရင်နဲ့ကြုံမြင်လေဘဝအောင်အဲကြုံမြင်လို့ဘဝမှာပဲလေသူများတွေကပြောတယ်ဟိုထူးရင်တင်ဖြစ်လာမှာဟိုတူနေတယ်လို့ဘာလို့အဲ့ဒါလာမေးရကျွန်တော်မဖြေဘူးဘာလို့လဲဆိုတော့မတို့ဘူးပြဒါက ူနဲ့ကျွန်တော်နဲ့ဒီလိုပဲကျွန်တော်လည်းဘာမှမဟုတ်သူလည်းဘာမှဖြစ်ခင်နေတယ်သူအင်းနေဖြစ်နေတယ်ကျွန်တော်ခင်ရတယ်အဲကျွန်တော်ဒီမှာအလိုပဲအကြာကြီးတူတူနေကြတယ်ဘာညာဆိုတော့ဒါဟိုပုံမှန်ဆိုကျွန်တော်ဒါကြီးကျွန်တော်မပြောမီဒီယာတွေပါလာမေးကျွန်တော်ပြောမပြောအဲဒီနှစ်စင်နှစ်တိုင်းအလိုပဲအမတ်တရားတွေပါလာစကားပြောခိုင်းကျွန်တော်အဲ့ဒါမပြောဘူးဘာလို့တော့ပို့တန်တော့မှသူလူရတကယ်ကျွန်တော်တို့လေးနဲ့ကျွန်တော်စိတ်ထဲမှာရှိရှိတဲ့တိုင်းပဲကျွန်တော်ထားတာ ။အခုကကျွန်တော်လည်းအသက်ရွယ်တခုလည်းရောက်လာတကယ်မိတ်ဆွေရလည်းဒါမေးတယ်ပြောတယ်တခါပြောတဲ့ဟိုဟာလေးမှတော့ဒါနောက်ဆုံးဘာဖြစ်ပေါ့နော်ဒီစကားလေးတွေကဒါချမ်းခဲ့မယ်ကိုကိုကိုတော်ဒီကစိတ်စိမ်ကောင်းလေကျွန်တော်တကယ်အသိမှတ်ပြုတယ်ဒါကောင်းနေပါလိမ့်မယ်ဆိုတာကကျွန်တော်ပြောမယ်ဆိုတာပြောပြကျွန်တော်အရင်ဝန်တာလေကျွန်တော်ကိုအောင်ရင်အဲ့လိုပြောမယ်လေကျွန်တော်မျော်လင့်မထားဘူးเนาะမမိုးကကွာနှစ်အောင်လုံးပြောခွင့်ရတော့ကျွန်တော်ညံလေးကျေးဇူးတင်တယ်ဘာပြောကျွန်တော်တို့ဖြစ်ရဲ့ ဟိုမြို့ပညာသူရဲကောင်းပေါ့ကိုငှက်ကောင်းเนาะကျွန်တော်တို့အဲ့လိုယူစတာပေါ့ဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရှေ့ခက်ကတော့เนาะဟိုမှာဟိုကိုကျော်ဟင်းတို့ဦးဝင်းဦးတို့အများကြီးရှိခဲ့တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ခက်ပေါ့ကျွန်တော်တို့ generation မှာဟုတ်ကတော့ကိုကထိတ်ဆုံးနေမှာပါတယ်ကျွန်တော်ဟိုလေထိတ်ဆုံးစေစကားတော့မပြောချင်ဘူးเนาะဘာလို့ဆိုတော့ဒါတယောက်တယောက်အညီချင်းမတူရအောင်ဒါပေမဲ့နောက်တစ်ခုကျွန်တော်ကိုယူတာကတော့အဲ့ခက်ကကျွန်တော်ပြောတဲ့ဦးဝင်းဦးတို့အာကိုကျော်ဟင်းတို့ကအစိုးတစ်ခုလည်းမကောက်သူက ဒါရိုက်တာလည်းလုပ်တယ်၊ရုပ်ရှင်လည်းရိုက်တယ်၊မင်းသားလည်းဖြစ်တယ်၊ဝတ္ထုလည်းရေးတယ်။ဆိုတော့သူတို့တွေကအရန်လုပ်တယ်ဒါပေမဲ့အဲ့လိုလုပ်ပြီးမှသူကအဲ့နေရာကိုရောက်တာ။ဆိုတော့ကျွန်တော်တို့ generation မှာတော့ကိုနှစ်ကအစုံနဲ့အရေးနှစ်ခုလေပဲ။သူကမင်းသားလည်းမဟုတ်ဘူးကျွန်တော်ကဒါရိုက်တာလည်းပုံအဲ့နှစ်ခုတည်းနဲ့သူသူ့ရဲ့လူပညာဆိုဆွမ်းအောင်သူပြခဲ့ပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ဒါဒါပေမဲ့အဲ့လိုလူတစ်ယောက်နဲ့ကိုအောင်ရင်ကငယ်ငယ်တည်းကတကယ်ချင်း ူနာမည်မကြီးခင်ကိုလည်းနာမည်မကြီးခင်နဲ့ဖြစ်ခဲ့ဆိုတော့ဒါတကယ်ကိုင်းစရာပါအဲ့ဒီဟာတွေ့တော့ကျွန်တော်အများအားကုန်ယူနေနောက်တစ်ခုနာကျွန်တော်ပြောတဲ့စကားနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ကိုမြတ်ခိုင်ကျုံကမှရေးတဲ့စာသားတော့တည်ရင်ပြီးပြီဆိုတော့ကျွန်တော်တို့လူမျိုးတွေကတော့တည်ရင်ပြီးပြီပေါ့တွေ့နေဆိုတာဘယ်တော့မှမသိဘူးကျွန်တော်ရင်ထဲမှာလည်းမသိဘူးခင်ဗျားရင်ထဲမှာလည်းမသိဘူးကျွန်တော်ပြိတ္တတွေရင်ထဲမှာလည်းဘယ်တော့မှမသိဘူးကျွန်တော်ကအဲ့လိုပဲကျွန်တော်ညင်နေခိုင်နေ ကျေးဇူးအောင်ပါရေကျွန်တော်တို့အချိန်ပေးတာရောကျွန်တော်လည်းဒီကိစ္စကြီးပဲဟောနော် thank you so much တွေ့ကြအောင်တွေ့ကြအောင်နောက်လည်းတွေ့ဖို့မဟုတ်ဘူး thank you so much ဟောပါရေကျေးဇူးတိုင်းတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့